ကမ္ဘာအရေးအသွေးအကောင်းဆုံးကြောက်စိမ့်တွေထွက်ရှိရာနေရာတစ်ခုဖြစ်တဲ့ကချင်ပြည်နယ်ဖက်ကတ်မြို့နယ်မှာကြောင်နဲ့ရွှေတူးရကမြုံနံထားတဲ့ရုပ်အလောင်းတွေဂျွန်လ14ရက်နေ့ကထွက်ပေါ်လာပါတယ်။မော်စီစာလုံခင်ကားလန်နဘေးကတုတ်တံမြေနေရာတွေကိုအာနာပိုင်တွေဟာမြေကွက်ရရောင်းချနေရာဖြစ်ပြီးအိမ်ယာကွက်ဖော်ဖို့ဘတ်ဖိုးတွေနဲ့မြေတူးချရာကအလောင်းတွေပေါ်လာတာဖြစ်တယ်လို့ရွာခန့်တွေကဆိုပါတယ်။ထွက်ပေါ်လာတဲ့ရုပ်အလောင်းတွေဟာအစိမ်းရောင်တာပေါ်လင်စတွေ ဖြာတွေနဲ့ထုတ်ပေါ်ထားတာဖြစ်ပြီးလက်ရှိအချိန်မှာတော့အေဒီယုတ်အလောင်းတွေကိုမိုးကစားတွေနဲ့ဖုံးအုပ်ထားတာတွေ့ရပါတယ်။ဘပူရင်းနဲ့တူးရလေးစင်ရပွဲချွေလေတူးချောက်လေတူးရောချောက်ကတော့ပြိမထွက်ပါဘူးချွေပေါ်နေတော့အကွက်တီရတော့ကြုံစယုံးမှရိုက်ထားတာကြာပြီဗျ။ဒါပေမဲ့သူကအတိုင်းတာတစ်ခုပဲကြော်လုံးဘရမနောက်ကို၄၀ 60အဲ့ဒါမျိုးအကွက်တကွက်လှအောင်မို့လို့နော်အဲ့ဒါမျိုးတွေလုတ်လိုက်တာအရှိအနေအိမ်ဆောက်ပြီးမှနောက်ထဲမှာတူးရဟာဒီပေါ်လို့နော်တူးလာဆိုတော့သူကအိမ်ဝင်းချဲ့တာပေါ့ဗျာဒီဝင်းရတော့ချဲ့ချင်နိုင်ချဲ့လို့လည်းမရဘူးပေါ့သူပိုင်ရပိုင်ရတော့ပတ်စံပြရတာလေနော်အဲ့ဒီတုတ်တံမြေတွေကိုကချင်တွက်လည်ရဲ့အဖွဲ KIOKNE နဲ့ဆက်နွယ်နေသူတချို့ကဥဆောင်ပြီးရောင်းချနေတာဖြစ်တယ်လို့ ရွာခန့်တွေကဆိုကြပေမဲ့ KNE ရဲ့ဒုတိယပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကတော့သူ့အနေနဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးမတိရှိထားဘူးလို့အေယာဝတီကိုတုံ့ပြန်ပါတယ်။တုတ်တံမြေနေရာကိုအကွက်ချရောင်းဖို့အခုနှစ်ဧပြီလကတည်းကပတ်ဖိုးတွေနဲ့တူးဖော်နေတာဖြစ်ပြီးအခုအခါမိုးရွာသွန်းမှုကြောင့်အလောင်းတွေထွက်ပေါ်လာတာဖြစ်တယ်လို့လည်းဒေတာခန့်တွေကဆိုပါတယ်။အခုမြေတူးပြီးအကွက်ရရောင်းချနေတဲ့ကာလန်ဘေးကပေ40 50ပတ်လည်မြေကွက်တစ်ခုဟာ အနည်းဆုံး7,300ကနေ7,500ထိပေါက်ဈေးရှိတယ်လို့လည်းသိရပါဗျ။အရင်က80တုတ်တမြေမှာမကျူးကျော်ရဆိုတဲ့ဆိုင်းပုတ်တွေထားရှိပေမဲ့အခုအခါတော့80ဆိုင်းပုတ်တွေဖယ်ရှားပြီးဖတ်ဖိုးတွေနဲ့ကုတ်ကာမြေကွက်ရိုက်ရောင်းချနေတာဖြစ်တယ်လို့ရွာခန့်တွေကဆိုပါဗျ။ဒီတုတ်တမြေနေရာမှာပန်ရှင်မဲ့ရုပ်အလောင်းတွေမြုံနံလဲရှိတယ်လို့လည်းရွာခန့်တွေကပြောပါဗျ။တုတ်တမြေဟုတ်တယ်။ ပိုင်ရှင်မေဖူးဓမာလောင်းတို့စီဓမာလောင်းတို့မြုပ်တဲ့နေရာဟုတ်တယ်မြေမြုပ်တဲ့နေရာဟုတ်တယ်အခုပေါ်နေရဲ့အလောင်းနေရာလည်းအပိုင်ရှင်မေအလောင်းနေဟုတ်တယ်ဖူးဓမာလောင်းနေပေါ်တော့ဖကန်ဒီတာရအခေါ်ဆိုတော့လုံခင်ကြီးရွာရဲ့တုတ်တံမြေနဲ့လုံခင်တိုက်နယ်ဆေးရုံဟောင်းတို့ခုအကြားမှာလုံခင်ကြီးရွာအုပ်စုရဲ့တင်ကဟလူမှုကူညီရေးအသင်းမြေရှိပြီးအခုအခါတုတ်တံမြေနဲ့ဆေးရုံဟောင်းနှစ်နေရာလုံးမှာပတ်ဖိုးတွေနဲ့တူးဖော်ထားတယ်လို့ရွာခန့်တွေထံကသိရပါဗျာ။ ကချင်ပြည်နယ်ဖက်ကမြို့နယ်ထဲကိုစစ်ကောင်စီတပ်စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက်အရက်သားတွေရဲ့ရုပ်အလောင်းတွေကိုဆက်တိုက်တွေ့နေရပြီးဇွန်လ12ရက်နေ့ကစပြီး9ရက်အတွင်းရုပ်အလောင်း12လောင်းတွေ့ရှိခဲ့ကရုပ်အလောင်း9လောင်းကတော့လက်တယ်မပေါ်သေးဘူးလို့ဆိုပါတယ်ဖက်ကမြို့နယ်မှာနေထိုင်တဲ့ပြည်သူတွေဟာအခုလိုတုတ်တံမြေကိုမြေကွက်ရိုက်ရောင်းချတာအပြင်ဆေးရုံဟောင်းကိုလည်းဘတ်ဖိုးတွေနဲ့တူးဖော်နေတဲ့အပေါ်အလိုမတူကန့်ကွက်ခြင်းပေမဲ့အတန်ထွက်ပြီးကန့်ကွက်ဖို့လဲစိုးရိမ်နေကြတာပါ